Thank yeah. you. Yeah. ကဲဒီတစ်ခါတော့ငားမွေးစင်တဲ့သူတွေအနေနဲ့ပေါ့နော် lucky fish အကြောင်းပြပြအောင်မယ် lucky fish နဲ့ပတ်သက်ပြီးတို့သိထားတာ lucky fish ဆိုတာကဒါအရင်ဈေးကြီးတယ်ဒါပေမဲ့ဒါတွေဒီ lucky fish ကိုမွေးထားမယ်ဆိုရင်ဒီအိမ်ကစီးပွားတက်တယ်နောက်တချို့ဆိုရင်စိုက်နေမှာဆိုရင်များသောအားဖြင့်တရုတ်တရုတ်ဒီစားတော့ဆိုင်မျိုးပါအောင်မှာဆို lucky fish ကိုမွေးရပါပေါ့နော်မွေးရဆိုတာစီးပွားတက်တယ်လက်လာပါကောင်းတဲ့အတော်ရောင် lucky fish ကိုမွေးကြတယ်အဲ့ခါမှာဆိုရင် lucky fish နဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးတို့အစားကျွေးမွေးရမလဲနောက်ပြီးတော့ဒီ lucky fish ရဲ့အကြောင်းလေးပေါ့နော်နောက်ဆွဲလဲယုံကြည်မှုလေးအဲ့အကြောင်းလေးပြပြ မယ်။ဒါလည်း gay face ဆိုတော့က तू က ဒီ Asian Arowana လို့လည်းခေါ်ရတဲ့ Lucky Face ဆိုတာပေါ့เนาะသူอ่ะဆိုရင်ဒါတားဖောက်ဖို့အတွက်ကိုသူခက်ခဲတယ်တဲ့နောက်ပြီးတော့အခုဆိုရင်မျိုးတုံးလို့နေပါဖြစ်နေတဲ့ဒီပေါ့เนาะတိရစ္ဆာန်ခေါင်းလေးအဖြစ်ကိုတတ်မှတ်ခံတတ်တတ်မှတ်ခြင်းခံရတယ်ပေါ့เนาะအဲ့ဒါသူကလည်းဝယ်တဲ့အခါကျရင်ဈေးလည်းတအားကြီးရေပေါ့เนาะအဲ့ဒါကြောင့် Lucky Face နဲ့ပတ်သက်ပြီးတော့သူ့ရဲ့အမှုအကျင့်လေးပြောပြထားတယ်သူက Lucky Face ဆိုတာသူอ่ะဆိုရင်เนี่ยသူမျိုးပွားနိုင်တဲ့အသက်အရွယ်ကိုရောက်ဖို့အတွက်ကိုတော်တော်လေးနှိမ့်ကိုရတာတဲ့ Lucky Face ကပေါ့เนาะအဲ့ဒီအပြင်ကိုအထီးရဲ့ဆောက်ရှောက်မှုနဲ့ဒါသူရတဲ့ဒါမျိုးပွားနိုင်တာ ါတယ်။အင်းပြီးတော့ဒီ lucky fish မွေးမယ်ဆိုရင်တော့တစ်ကောင်လည်းမရဘူးပေါ့နော်။အထင်းနဲ့မှတကယ်နှစ်ကောင်တွဲပြီးတော့မွေးမှရမယ်။နောက်ပြီးတော့သူကပါလဲဆိုတော့အလီယာ78ပေအနက်78ပေတဲ့အနက်3.5ပေရှိတဲ့ပန်းချံထဲမှာရှိတဲ့ရေကန်မှာဆိုရင်အောင်မြင်စွာနဲ့မျိုးပွားနိုင်နေဆိုတာကိုမှတ်တမ်းအရာတွေ့ရှိထားတယ်ဆိုတော့သူ့အတွက်ကိုနေရအကျယ်ဝန်းကတော်တော်လေးလိုအပ်တာပေါ့နော်။နောက်ပြီးတော့ဒီ lucky fish ငါးရဲ့အသက်ကကြတော့9နှစ်ကျော်တဲ့။သူကရေကန်ထဲမှာဆိုရင်ရေရဲ့ pH က60.5ကနေပြီးတော့9ရှိအောင်သူကထင်းထင်းထားပြရတယ်တဲ့။အဲဒါပေမဲ့တဲ့ ်သူကဒီပေါ်တော့ငားတွေပေါက်ဖွားဖို့အတွက်သူတတိယအချိန်မှာငားတွေပေါက်ဖွားတယ်ဆိုတော့သူကမျိုးပေါက်ဖို့တော့တော်တော်လေးခက်ခဲတဲ့ဒီပေါ်တော့ငားအမျိုးအစားလို့ပြောရမယ်နောက်ပြီးတော့ဒီလူတွေရဲ့ဆွဲလန်းယုံကြည်မှုပေါ့နော် lucky fish မျိုးရဲ့အခါကျရင်ဒါဟိုလက်လာပါးကြီးကောင်းတယ်ဝင်ငွေတိုးတယ်ဒီလိုမျိုးပုံစံမျိုးလေးရှိတယ်လို့ပဲအနီမတန်းနေရာထွေးရှိထားတာကသူကအရှိတိုင်းယဉ်ကျေးမှုတွေရှိတဲ့ဒီနိုင်ငံတွေရာပေါ့နော်တို့တွေအရှိနိုင်ငံအာရှနိုင်ငံတွေမှာဆိုရင်ねသူက Asian Arowana ဒီငားတွေ lucky fish တွေရှိမယ်ဆိုရင်ကန်ကောင်းတယ်ဆိုပြီးယူဆကြပါတယ်တဲ့ဒီငားကြတော့သူကတရု ုတ်ငကားမျိုးနဲ့ဝင်ရနေပြီးတော့ဆင်းသက်လာတဲ့အမှတ်သားပါရှိတယ်ဆိုပြီးပြောကြတယ်။ပြီးတော့ဒီအမှတ်သားလေးထင်းလာပြီဆိုရင်လေဒီဒီငါလက်ကောင်းပြီဆိုပြီးတော့ပြောကြတာပေါ့နော်။ဒီကသူကကြီးမားပြီးတော့ပြောင်းလက်တောက်ပါတဲ့အခြေခွန်ကြီးရဲ့နောက်ပါဇက်ထဲကနေပြီးတော့အစွဲနှစ်ခုလာဆိုရင်နဲ့သူက တရုတ်နိုင်ငံရဲ့ပုံစံအသွင်ပြင်လက္ခဏာဆိုပြီးတော့တရုတ်တွေကယုံကြည်ကြတာတရုတ်လူမျိုးတွေပေါ့နော်။နောက်ပြီးတော့ရင်မိုင်းမှာရှိတဲ့ကြီးမားတဲ့စူးတောင်နှစ်ဖက်အဲ့ဒါဆိုရင်ねပြန်တန်းတော့မဲ့နိုင်ငံတကောင်ပုံစံမျိုးဖြစ်နေတယ်။ပြီးတော့နိုင်ငံဆိုတာတရုတ်တွေရဲ့ဒီလက်လေးနော်အဲ့လိုအတွက်ကြောင့်သူကအဲ့လိုမျိုးသတ်မှတ်ကြတာတဲ့။အဲ့ဒီပြင်ကိုဖုံးရွှေပညာရှင်တွေရဲ့အဆိုအရဆိုရင်အနီရောင်နဲ့ရွှေရောင်တွေကြောင့်ねဒီအရိုဝါနာငါးတွေအားဆိုရင်အလှမွေးငါးတွေနဲ့ကိုသူကထင်ရှားကြော်ကြားရတာတဲ့။နောက်ပြီးတော့ရေအားဆိုရင်ခြီဆိုတဲ့ဓာတ်စုဝေယနေရာပေါ့နော်။နောက်ပြီးတော့ င်း energy ရင်စွမ်းအားပေါ့နော်ဒါကိုလေတဲ့သူကထုတ်လုပ်တယ်လို့ပြောတယ်ဒါကတော့ဖုံးရွှေဒါပညာရဲ့အရာပေါ့နော်သူတွေပြောထားတယ်နောက် lucky fish ကကြတော့တဲ့ရန် energy ဆိုတဲ့ဒီရင်စွမ်းအားပေါ့ဒါကိုညီမြအောင်ထင်းသိမ်းပြီးတယ်တဲ့အဲ့တော့ကြောင့် lucky fish ကိုမွေးရတာဆိုတော့ပြောပုံရဆိုရင်ဒါလက်ကောင်းလို့မွေးတာပေါ့နော်ဒီတော့ဒီ lucky fish ဆိုတာကကြတော့အခုဆိုရင်ဒါမျိုးတုံးလူနီပါဖြစ်နေပြီနောက်ပြီးတော့ဒီ lucky fish တွေကို American ပြည်တော်စုမှာဆိုရင်တဲ့ငားမွေးမြို့ဖို့အတွက်ခွင့်ပြုချက်လုံးဝမရဘူးတဲ့နောက်ပြီးတော့သူတို့ရဲ့မျိုးနွယ်တစ်ခုလုံးကလည်းတိန်ခေါ်လူနီပါဖြစ် ်နေတဲ့အခါမှာဆိုရင်မွေးမြူမွေးမြူဒီ lucky fish တွေကိုမွေးမြူလိုတဲ့သူတွေအနေနဲ့ဆိုရင်တစ်ကောင်တစ်ကောင်ဆိုရင်ね US ဒေါ်လာထောင်ပေါင်းများစွာပေးပြီးတော့ဝယ်ရတယ်။အင်းဒီတော့မွေးရမယ်ဆိုရင်လည်းတေချာ queue ဆိုက်ပြီးထိန်းသိမ်းပါလို့ပြောချင်တယ်။ဟုတ်တယ်။အင်းစိတ်ကြတေသွားတာလေ။ဟုတ်တယ်။အမချီတန်းတယ်နော်။အင်းဟုတ်တယ်။သိန်းချီတန်းလား။အင်း။ကဲခုငွားဒီကမှာဆိုရင်တော့ဒါ အားတချက်အားနေချက်ပေါ့နော်လူတိုင်းမှာရှိကြတယ်လေဒါကနဲ့ပတ်သက်ပြီးတော့အားနေချက်ကိုရင်ဆိုင်ကြော်လွားမှာလားဆိုတဲ့အချက်လေးနဲ့ပတ်သက်ပြီးပြောပြပေးချင်တာဒါတော့ခေတ္တအင်ရှင်မဆိုတဲ့ဒီစာအုပ်လေးတွေကအင်ရှင်မတွေအတွက်ပေါ့နော်ဒါနီလန်ကောင်းလေးပြောပြချင်တာလူတိုင်းမှာတဲ့အားတချက်ရှိတယ်လို့အားနေချက်ကိုစီရှိကြပါတယ်တဲ့အားတချက်ကိုအသုံးပြုပြီးတော့ပေါ့နော်ဘဝမှာလူချင်းတာတွေဖြစ်အောင်လုပ်ကြတယ်တဲ့ဒါဆိုရင်အားနေချက်ကိုဘယ်လိုလုပ်ကြမှာလဲဆိုပြီးတော့သူကရေးထားတာပေါ့နော်တချို့အားနေချက်တွေကတဲ့ပြုပြင်ပြောင်းလဲဖို့အလွန်ခက်ခဲနေပြန်တယ်တဲ့သူပေါ့နော်ဒါဆောင်းမတစ်ခုမှဖတ် ဘူးတဲ့အားနည်းချက်တိုင်းမှာတဲ့ဖုံးကွယ်နေတဲ့အာသာချက်ကရှိရတယ်ရှိပါတယ်တဲ့ဒါစိတ်ဝင်စားစရာပဲပေါ့နော်ဒီ အားသာချက်တွေကဘာတွေလဲဆိုရင်ဥပမာအနေနဲ့ပြောရမယ်ဆိုရင်တဲ့စိတ်ပြော့တဲ့သူတွေဟာကျင်နာတတ်သူတဲ့ဒါသူ့ရဲ့အားသာချက်ပေါ့နော်ကျင်နာတတ်တဲ့အားသာချက်လေးပြီးတော့ကြီးကျယ်သူပါဆိုရင်တဲ့ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိသူပဲတဲ့ဟုတ်တာပဲနော်ဟုတ်တယ်နောက်တစ်ခုဆိုရင်တော့ဒါစိတ်မြန်သူပေါ့နော်စိတ်မြန်တဲ့သူတွေဟာဆိုရင်ဒါသူကစိတ်အားထက်သန်သူတဲ့အဲ့လိုသူ့ရဲ့အားသာချက်လေးပေါ့နော်နောက်တစ်ခုဆိုရင်ဒါအပေါက်ဆိုးတဲ့သူအပေါက်ဆိုးတဲ့သူတွေဆိုရင်ဒါအမှန်ပြောလို့ရှိသူတဲ့အော်လို့ဒါပေါ့အဲ့လိုမျိုးပေါ့နော်သူ့ရဲ့အားနည်းချက်ကအားသာချက်ဖြစ်တယ်ဆိုတဲ့အကြောင်းလေးကိုသူကပြောပြောထားတာပေါ့နော် တချို့ကဒီအားနေချက်ကနေအာသာချက်ဖြစ်အောင်ပြောင်းလဲဖို့အကြံပေးကြတယ်ပေါ့နော်အဲစာရေးသူကသူ့ရဲ့ကိုတွေ့လေးနဲ့သူကရှင်းပြထားတယ်ဘာလဲဆိုရင်မြန်မာပြည်မှာတဲ့သူကစကားအလွန်များတဲ့အကြောင်းဆရာမှဖြစ်ခဲ့တယ်ဖြစ်ခဲ့ပေမဲ့သူနိုင်ငံရဲ့ခြားကိုရောက်ချက်ရောက်တဲ့အခါမှာပေါ့နော်ဘာသာစကားမကျွမ်းကျင်မှုကြောင့်လေသူကလူရှိမှစကားပြောဖို့ရှက်ယွန့်ခဲ့တယ်တဲ့အထူးသဖြင့်သူအစည်းအဝေးတွေမှာဆိုရင်လူပုံလဲမှာပေါ့နော်သူ့အတွက်ဒါအားနေချက်ကြီးဖြစ်လာတယ်အင်းအဲ့တော့သူအရှုံးမပေးခြင်းဘူးပေါ့နော်အရှုံးမပေးခြင်းနဲ့သူ့အတွက်ဆိုရင်ဒါ public speaking club ပေါ့နော်အဲ့ဒီအသင်းကိုသူဝင်ခဲ့တယ်တဲ့ ်လူရှိမှစကားပြောကောင်းမှုသူလေးလာတယ်ပြီးတော့လေ့ကျင့်ခဲ့တယ်အခုဆိုရင်သူကလူပုံလဲမှာတဲ့ပြောဖို့ပေါ့နော်စိတ်လှုပ်ရှားနေပြီမဲ့သူရဲ့ပြောချင်တဲ့အကြောင်းအရာတွေခေါင်းစဉ်တွေကြောင့်ပဲသူကစိတ်အားထက်သန်ပြီးတော့ပြောစရာတွေတောင်ဖြစ်လာခဲ့တယ်တဲ့သူအဲ့လိုမျိုးသူရဲ့ကိုယ်တွေ့လေးနဲ့ပြောခဲ့တာပေါ့နော်အဲနောက်ပြီးတော့ဒီအားနည်းချက်တိုင်းကိုလည်းအရှုံးပေးဖို့မလိုဘူးတဲ့ပထမဆုံးကိုယ်အားနည်းချက်ကိုအတိမတ်ပြုပါမယ်ပြီးတော့လက်ခံရမယ်ပေါ့နော်နောက်တစ်ဆင့်ကတော့ကြော်လာဖို့နီလန်ကိုရှာရတော့မယ်တဲ့အဲသူကအဲသူကဘယ်လိုပြောထားလဲဆိုဆီယာမပဲပေါ့နော်လူရှိစကားပြော တာပြဿနာမရှိပါဘူးတဲ့ဒီအားနည်းချက်ကိုဝင်မခံခဲ့ဘူးဆိုရင်သူကဒီလိုနိုင်ငံသားသားဒီအုပ်စုတွေရှိမှာပေါ့နော်သူတို့ရဲ့ဘာသာစကားနဲ့ပြောရတဲ့အဆင့်တော့သူရောက်လာမယ်မထင်ဘူးဆိုပြီးသူကသူပေါ့ပေါ့နော်ပြောထားတယ်ဒါကြောင့်အင်ရှင်မားတို့ရောတဲ့ဘာအားနည်းချက်တွေရှိနေလဲပေါ့နော်ရင်ဆိုင်ကြော်လာမှာလားဒါကြောင့်အားနည်းချက်တိုင်းမှာဖုံးကွယ်နေတဲ့အာတာချက်ကိုရှာဖွေပါဆိုပြီးတော့သူကပြောထားတာဟုတ်တယ်နော် အကောင့်မြင်ပြီးတော့ဒါတွေးပြရမှာပေါ့နော်ခဏပြောသလိုပဲဒါသူတို့အနေနဲ့အားချေအားချေနဲ့ပေါ့နော်ဒါဟုတ်တယ်အမြင်ပြောတတ်တဲ့သူအားချေအားချေနဲ့ပြောတတ်တော့တစ်ဖက်မှာကြာလဲသူဒါအကောင့်နဲ့အပုံစံမျိုးအမှန်ပြောတဲ့ပုံစံမျိုးရှိရဲပေါ့နော်ပြီးတော့တို့ရေဆိုလဲအဲ့တိုင်းပဲလေတို့ပရဇနာဆဆလို့တော့ဆိုနေပြီလူရှိသူတွေမှာပြောရတာလေဒါအရင်ကြောက်လို့ပြောရတာတခုဟိုပြောမယ်ဆိုတော့ program တခုတင်ဆက်ဖို့တော်တော်ကြီးအချိန်ယူရတာလေနော်အဲ့ခါကျတော့ဟိုအဲ့တော့အားနည်းချက်တွေရှိတာပေါ့နောက်တဖြည်းဖြည်းနဲ့ကိုလေးလာနေပြီးတော့ဒါတွေကကိုယ့်အတွက်အားသာချက်တွေဖြစ်လာ ာနိုင်တာပဲเนาะဟုတ်တယ်ဟုတ်တယ်ကဲအစရင်ဒီနေ့အကြောင်းအရအလုံးစုံသွားပြီဆိုအင်ဂျီကြောင့်ပြောပြီးနှုတ်ဆက်လိုက်တော့မယ်နော်ဒီကနေ့ခေတ်သစ်ပြုံးမယ့်အစီအစဉ်မှာဝတ်ဆင်တဲ့အင်ဂျီတွေကတော့ Junction Square Shopping Center ပထမတက်မှာရှိတဲ့ Crazy Color Fashion Line ဖြစ်ပါတယ်ပြည်သက်တွေအလုံးတက်ခေတ်သစ်ပြုံးမယ့်အစီအစဉ်ကနေဘုဒ္ဓတရားတွေဒီကနေ့မှာအများကြီးဝင်များပြီးဖြစ်တဲ့အတွက်ခေတ်သစ်ပြုံးမယ့်အစီအစဉ်ကနေနှုတ်ဆက်လိုက်ပါရရှင့် Bye bye